ရှမ်းကိုကိုဘယ်လောက်တိချစ်တယ်ဆိုရှမ်းတိ541 SS ကိုအင်တစားကျွန်တော်ရဲ့ကောင်းပါလေးနှလုံးထဲမှာအရန်ကိုချက်ရတော့ကောင်းပါလေးပေါ့နော်မိဘသဘောတူလို့လားအုတ်နိုင်အမ်မော်ဒါ तू ကအဲ့လိုသဘောထားလဲအဲ့လိုပဲချက်ရအောင်ဒီချက်တယ်ဆိုရင်လေအဲ့လိုမျိုးလူတွေနဲ့စုံပွင့်ရမှာမဟုတ်ကိုစားဟန်စလာတွေကပြောတယ်မင်းတို့နှစ်ယောက်ခန့်အရန်မိုက်တယ်ဆိုတာပြောအဲ့လိုမျိုးပေါ့မင်းမိုက်တယ်ကွာအရန်မိုက်တယ် तू တစ်ချိန်လုံးအဲ့တွေ့တယ်ပြောနေတာမူသွင်းထားတယ်သူ့ဘောမှာချက်တယ်တကယ်ချက်နေရဆိုရဲစိတ်ပဲထည့်ရတာကိုဆိုတော့တခြားမှလောက်ကြအောင်လို့နော် အဲ့တော့အစင်တော့ပြေပါလေရှေ့ဆက်ပြီးတော့အစင်တွေထိုးလာရင်တော့ပြောပါမယ်လို့တိုးရောရှိအာလုံးရေဒီပင်စလမူကားကိုကြည့်တဲ့ပြိတ္တတွေဆိုရင်လည်းတိမာပါအဲ့ဆိုကိုဆိုင်ကိုဆိုင်ကလည်းသူကဒီဇက်ကားရဲ့စာသားလေးသူအမြဲကြီးတယ်လေအာနှလုံးသားရဲ့နောက်ကိုလိုက်ပါဆိုတော့တကယ်လို့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဆင်ရ surprise လည်းဖြစ်ပြီးတော့အဲ့ဒီ စာသားတိုင်းပဲဖြစ်မှာဟုတ်တယ်ဟုတ်တယ်နှလုံးသားရဲ့နောက်ကိုလိုက်ရတဲ့အပိုင်းလေးရှိပါတယ်အဲ့တော့ခြေပြည့်တဲ့သူတွေလည်းခြေပြည့်ကြပြီလို့ထင်ပါတယ်အစကတော့နည်းနည်းတော့လုံနိုင်ပါမလားစဉ်းစားဒါပေမဲ့ကိုရင်းတစ္ဆာနဲ့ကလည်းအာ TDM စီမအတူတူလည်းဖြစ်တယ်ပြီးတော့အရန်ချင်းကြီးရဲ့တငယ်ချင်းလိုလည်းဖြစ်နေရောအာလုံတဲ့အဲ့လိုမျိုးတကယ်တရုပ်ဆောင်တဲ့ကောင်ကကျွန်တော်မျိုးလုံးလည်းမသူကောင်မလေးတယောက်လိုပဲကြောက်လို့ပြန်စားလိုက်တယ်ပေါ့နော်အဲ့လိုခံစားပြီးတော့တကယ်အဲ့လိုမျိုးမှုတွင်းလိုက်ပါဘာလို့ကိုဘယ်လောက်တိတ်ချစ်လဲဆိုရှန်တီ အဲ့အဲ့မော်ဒါသူကအဲ့လိုသဘောထားလဲအဲ့လိုပဲဖြစ်ရအောင်အဲ့စဝင်လာရင်လည်းအဲ့လိုမျိုးပဲပါစဝင်လာတဲ့ကက်ဆိုရင်အကုန်လုံးလည်းသိကြရဲပေါ့မထင်မပဲဘုံကနေတွေ့တယ်တွေ့လိုက်တဲ့အချိန်မှာမျက်နှာ expression ပြောင်းသွားတယ်ပြီးတော့သူ့ကိုတွေ့လိုက်တဲ့အချိန်မှာစက်သွဲလို့မရတဲ့ဟာရှိတယ်အဲ့လိုမျိုးဆိုချစ်ချင်းပေါ့အဲ့လို စကားဆိုရင်ပြောလို့မထွက်တော့အဲ့လိုစုနှင်းနေတဲ့ဟာမျိုးတွေအဲ့လိုမျိုးကြီးပေါ့အဲ့တော့စိန်ရေအတွက်အရာဘယ်လိုဖြစ်တယ်နဲတယ်များတယ်ဆိုတာထက်ဆိုင်ကိုလုံးဟိုဘယ်လိုပြောမလဲကိုယ့်ရဲ့လုံးနိုင်တဲ့စွမ်းအားတကူပြသခွင့်ရတယ်ပေါ့နော်အဲ့အတွက်လည်းအဲ့အားလေးကိုလက်ခံပြီးတော့ရကူပြစ်တာပါပြီးတော့အများကြီးလည်းအဆင်ပြေပါတယ်အခုဟာဖေကြီးရဲ့စံတော့မလုံးစံနဲ့သူ့အစီအစဉ်တိုင်းကိုလိုက်လာပြရတာ 541 SS ကိုဟင်းတစ္ဆာကျွန်တော်ရဲ့ကောင်းပါလေးနှလုံးထဲမှာအရန်ကိုချေရအောင်ပါလေးပေါ့နော်မိဘသဘောတူလို့တော့ဖန်နေနဲ့ကြည့်ရကောင်ပါလေကိုစားကျွန်တော် pressure နေမှာပြပြတယ်တစင်းစကားတခုံးပြောတစင်းអော်ပေါ့နော်တခါអော်အဲ့လိုမျိုးဆိုအရန်လဲ surprise ဖြစ်ပါလေအဲ့လိုဒီပေါ့မယ်လို့လည်းမတည်ရဘူးနော်စကားရိုက်တဲ့အချိန်ကျရင်တော့ကျွန်တော်5-4-3-1 action ဆိုရင်တော့တကယ်ချစ်တယ်တကယ်ချစ်တယ်တကယ်ချစ်တယ်ဘာလို့ဆိုအာ TV ရဲ့သူလည်းတိမာပါမျိုးလုံးတွေပါတွေကတိတာတယ်အရန်သူ့အသက်ဝင်တယ် အဲ့လိုမျိုးတခုပြောလိုက်တဲ့ဆိုရင်ရင်ထဲမှာမခံစားနိုင်ဘူးအဲ့လိုမျိုးဖြစ်နေရဆိုကိုချင်းပြောမထွက်ရလို့ကိုခုဆောင်ပြရပါချင်းဟို pressure ကြီးတဲ့နေ့ကကျွန်တော်မသိထားဘူးမသိထားဆိုလုံးဝမကြည့်ရသေးဘူးကိုဆိုင်ဟာစလာတွေကပြောတယ်မီလိုနှစ်ယောက်ခန့်ရမ်းမိုက်တယ်ဆိုတာပြောအဲ့လိုမျိုးပေါ့အစိတ်ဆက်ဖို့အတွက်ကအားဖြစ်တာပေါ့အဲ့လိုမျိုးဩငါအဆင်ပြေရဆိုရင်ဒီထက်ဒီထက်ဘာလေးလာမလဲဘယ်လိုစူးစမ်းအောင်လဲဆိုတာမျိုးတော့အဲဒီ character လေးတခုဘာမှမဟုတ်ဘူးဆိုပေမဲ့လည်းအရန်အားဖြစ်ခဲ့ရ character လေးဖြစ်ခဲ့ပါတယ်တကယ်ချစ်တယ်ဆိုရင်လေ လိုမျိုးလူလူနဲ့ရှုံးပေးရမှာမဟုတ်ဘူးလေဆန်းလည်းဘယ်တော့မှအရှုံးမပေးဘူးမရဆိုရင်အာတကယ်စစ်တယ်ဆိုရင်အဲ့လိုမျိုးအရှုံးပေးရမှာမဟုတ်ဘူးအလျှော့ပေးရမှာမဟုတ်ဘူးအဲ့အာမျိုးတွေပေါ့နောက်ရှောက်သူကအချစ်ပေါ်မှာကြာတော့သူကခံယူချက်ကဟိုဘယ်လိုပြောရမလဲကိုနဲ့မတူဘူးပေါ့နော်ကိုက dialogue တွေထဲမှာလည်းအမြဲပြောရတယ်ကျွန်တော်ကတော့သူ့လိုတတိမနေဘူး အခြေအတွက်ဆိုရင်အာကိုဆိုင်ရဲ့ဇကားရဲ့စာသားလို့ပဲနှလုံးသားနောက်ကိုလိုက်မယ်တကယ်တမ်းဘသူနဲ့ပဲဖြစ်ဖြစ်တိုက်ခိုက်မယ်ပေါ့အဲအဲ့ဒါကဟာမျိုးဇကားရဲ့ကာရီတာငကိုတည်းကမူကသွင်းထားတယ်ဟောချစ်တယ်ကိုကလာပြီးတော့ဒီဟာဖြတ်မယ်ဆိုအဲ့ဒီမှုပဲရှိရတာသူ့ကိုပြောရင်လည်းအဲ့လိုမျိုးပဲလေချမ်းကိုမထားခဲ့ဘူးဆိုအဲ့လိုမျိုးပြောရင်အတန်တွေပါတုံပြီးတော့အဲ့လိုမျိုးဖြစ်နေတာလေအာကိုဆိုင်တို့ပြောတယ်မင်းမိုက်တယ်ကွာအရင်မိုက်တယ်သူတစ်ချိန်လုံးအဲ့တွေ့တယ်ပြောနေတာရတကယ်လို့ယူလက်မခံဘူးဆိုရင်တော့ဒီစစ်စပ်ပေါ်ရောက်ပြပြောလို့တကယ်ရှိပြီဆိုရောက်ကြမင်းမရတယ်မဟုတ် ချစ်သွားပြီဆိုမိမပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်နော်ဘာလို့တခြားဟာကျတော့တခြားဘက်ကိုကွန်ပြီးတော့ဗောနော်တခြားစဉ်းစားတဲ့အပိုင်းတွေပါလာလို့ဒါအဲ့လိုတွေးကြတာတကယ်ကျတော့ချစ်တဲ့အချက်ကိုပဲပြရလေသူ့ဘောမှာချစ်နေတယ်အဲ့လိုမူးဝင်နေဗောနော်မူးသွင်းနေတယ်သူ့ဘောမှာချစ်တယ်တကယ်ချစ်နေရဆိုရယ်စိတ်ပဲထည့်ရတာကိုဆိုတော့တခြားမှလောက်ကြအောင်ဗောနော်အဲ့တော့အဲ့တော့အစင်တော့ပြပါလေခန်းတို့ရဲ့လက်ထပ်ထားတဲ့ပုံတွေကို online မှာဖြတ် ဒီစစ်စက်ပွဲရောင်းပြမှာအိုက်တင်လောက်တဲ့အချိန်မှာဆိုသူ့ကိုကျွန်တော်အရန်ချက်သွားတယ်ဟာလို့သူ့ရဲ့စကားပြောပုံလေးရဲ့လိုမျိုးလေးလုံးဝသဘောကျတာဘောရဲရဲနေတာဘောလာတိုက်ခိုက်တာဆိုတော့တိုက်ခိုက်တာအဆုံးစွန်လေးတိုက်ခိုက်ဖို့တမိသားစုလုံးနဲ့တော့တိုက်ခိုက်တာကူကကြတော့ဘယ်လိုပြောရမလဲသူတို့ရှီကပြန်ပြီးတော့ကြတာအဲ့လိုချစ်ဖို့ကောင်းတဲ့အထိပေါ့နော်ရှစ်တဲ့အထိတော့မရောက်မရောက်သေးပါဘူး ော်ဆို obvious obvious လည်းမပြအောင်မပြတာဆိုလည်းစကားနဲ့ပတ်သက်ပြီးတော့ထိခိုက်သွားမှာဆိုတော့အလိုအခြေတွင်းတော့မဖြစ်တော့မဖြစ်သေးပါဘူးဖြစ်သေးပါဘူးနော်ဖြစ်သေးပါဘူးဆိုတော့မသိလက်ထက်မဲ့ကိစ္စပြောနေတယ်လို့ပြအောင် obvious တော့မဟုတ်ပါဘူးရှေ့ဆက်ပြီးတော့အဆင့်တွေတိုးလာရင်တော့ပြောပါမယ်လို့တိုးရောရှိအာလည်းတကားတယောက်စင်တော့မဟုတ်သေးဘူးနော် โอเคပါဒီပစ္စလမှုရုပ်ရှင်စကားကြီးမှာအပီရဲ့ပရိသတ်တယောက်ရှိတဲ့တန်ကျေးဇူးတင်ပါတယ်အဲကျွန်တော်တို့ရဲ့ဒီကျွန်တော်တို့ယောက်ကိုလည်းအပီရဲ့အများကြီးနဲ့ကျေးဇူးတင်ပါတယ်ဗျအခုပစ္စလမှုကရဲ့ပရိသတ်ကြီးအပီတို့နှစ်ပတ်တိတိပေါ့နော်ပြသခွင့်ရတဲ့အတွက်အထူးကျေးဇူးအများကြီးတင်ပါတယ် အဲကျွန်တော်တို့ဘက်ကလည်းဒီဇကားမှာဆိုရင်အများကြီးပေးဆက်ထားရတဲ့အတွက်အခမ်းအနဲဒီဖြစ်စေများသည့်ဖြစ်စေအားလုံးအတွက် surprise ဖြစ်ပြီးတော့အားလုံးကလည်းကျေနပ်နှစ်သက်ရတဲ့စင်လေးတစ်ခုဖြစ်မှာပါအဲတော့ပြန်ဆက်မို့မကြည့်ရသေးတဲ့အဲပရိသတ်တွေရှိရဆိုရင်လည်းသွားကြည့်ပြီးတော့အားပေးဖို့အတွက်လည်းအဲကမ်းလှမ်းချင်ပါတယ်တကယ်သွားကြည့်ရင်တော့တန်တဲ့ရာသတန်တဲ့ရာသတစ်ခုရရှိမှာဖြစ်ပါ အခုကကျတော့ကျွန်တော်တို့ဒီ driver y ရဲ့ series တစ်ခုဖြစ်တဲ့ငါပြင်မဆိုရယ်ဆက်လန်ဒရလေးပေါ့နော်အဲ့ဇက်ကားလေးဒါမိတ်ဆက်တဲ့ပွဲပေါ့အဲ့ဒီပွဲလေးကိုတက်ရောက်ဖြစ်တာပါအာကျွန်တော်ကဒီနေ့အမကိုဟင်းကျစာပထမဦးဆုံးကိုဟင်းကျစာပါလို့ပေါ့နော်ပြီးတော့တငယ်ရင်းဒီ TTM စီကတငယ်ရင်းနေပါတာအတွက်လာလာပြီးတော့အားပေးရအောင်နော်ဒီစကားရဲ့ character ကျတော့လင်းမြတ်စောပေါ့နော်လင်းမြတ်စောဆိုတဲ့ character ကသူကဒီမတ်တရထွန်းရဲ့မောင် ပြီးတော့ beta view ဖြစ်တဲ့ဒီဟိုဟာပေါ့ခင်ဝင်ဟိုမက်ကင်ဝင်ဟိုကိုသူကတစ်ဖက်သက် light ဆက်ရတဲ့ခံပေါ့ဒီထဲမှာအချက်တော့မလိုက်ဘူးဒီထဲမှာတော့အချက်တော့တော့လိုက်လို့မရဘူးဒီက light ခွင့်မပေးဘူး trader one ကလည်း light ခွင့်မပေးဘူးဇန်ညုံကလည်း light ခွင့်မပေးဘူးဆိုတော့ဒီမှာတော့နေခဲ့လိုက်ပါတယ်ဒီဇကားမှာပြင်ဆလက်မိုးဇကားရဲ့စာသားလေးအတိုင်းပဲပေါ့နော်နှလုံးသားရဲ့အနောက်ကိုဘယ်လိုလိုက်ထားလဲဆိုတာတော့အသေးစားဒီတေးကြည့်ရှုလို့ရပါပြီ